အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ3ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေတဲ့ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မနေ့မှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေတဲကဝန်တာအားရတဲ့အကောင်းတဲ့သတင်းကတော့စကိုင်းတိုင်းဒဇယ်မြို့တွေကိုစစ်ကြောင်းထိုးလာတဲ့စက္ကဆစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရမှာဘိုးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့အစိုးရချမ်းချမ်းနဲ့ဆက်ဆက်ပြီးဒီထောက်ပို့လုပ်တယ်လို့စွပ်စွဲပြီးတော့ ပြည်သူနှစ်ဦးကိုစကားစကားဖမ်းဆီးထားပါတယ်နောက်ထပ်မပန်ဆယ်လိုမဇိုနီဇိုနီလာသေးမအရင်ကောင်တော်တို့နဲ့ဒီဆက်ဆက်နေတဲ့သူတွေကိုလည်းရှာဖွေဖော်ထုတ်နေသေးဖြစ်တယ်ဆိုတော့ဆက်ရှုံးကောင်စီကချိန်ချောက်လာပါတယ်တိတဲ့အတိုင်းဆက်ရှုံးကောင်စီကတော့ထောက်ပို့လုပ်ငန်းတွေမှာအာရော့သွားအောင်အဲ့တော့မဆိုင်တဲ့သူတွေကိုဖမ်းပြမယ်ဖမ်းပြပြီလို့ရှိရင်ဝါရဖြန့် channel တွေကနေတဆင့်ထောက်ပို့လုပ်ငန်းတွေမှာပြည်သူတွေလက်တွန့်သွားအောင်လုပ်တဲ့ဝါရဖြန့်ကြီးရေး လုပ်ငန်းတွေချိန်ချောက်တဲ့လုပ်ငန်းတွေကို တော့တောက်လျှောက်လုပ်နေတာကိုပြည်သူတွေတီးပြီးသားဖြစ်မှာပါဒါကလည်းဒီနီလန်အတွေ့အတွေ့တွေကနီလန်တခုဖြစ်ပါတယ်မရောက်နိုင်အမိတ်နဲ့နိုင်ငံတော်မှာလိုင်းသင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်နဲ့စစ်ချုံးကောင်စီကဖမ်းဆီးရမှာငွေညစ်ခံရမှုတွေထောင်နဲ့တလချမှတ်ခံရမှုတွေနဲ့နောက်ထပ်စစ်မှုထမ်းဖြစ်နေဖမ်းဆီးစုဆောင်ခံရတာတွေရှိနေတယ်လို့သိရပါတယ်စစ်ချုံးကောင်စီကတစ်ချက်ခုတ်၃လချက်လောက်ပြတ်အောင်စီမံနေတဲ့အနေထားပါ။ဘာကြောင့်လဲဆိုရင် နေကင်းကြောင်တော့လမ်းသွားလမ်းလာပြည်သူတွေကိုစိုင်းငယ်လိုင်စင်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းမယ်ပြီးလို့ရှင်စစ်ဆေးမယ်နောက်တစ်ခါအသက်ပြည်ပြည်သားလူတွေစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်မှုထမ်းမှုအတွက်တခါတည်းစူဆောင်းမိသားလုပ်မယ်နောက်တစ်ခုကအဲ့ဒီစိုင်းငယ်တွေကိုဖမ်းဆီးတဲ့အခါကျတော့ပြည်သူရှီကနေပြီးတော့မယမကလေမင်းကိုညှစ်ပြီးတော့ငွေတောင်းမယ်နောက်တတိယဘာလဲဆိုလို့ရှင်အဲ့ဒီလိုင်စင်မဲ့စိုင်ငယ်တွေစိုင်ငယ်တွေအများစုဖမ်းတဲ့ခါပြည်သူတွေကမဖြစ်မနေသွာလာရေးအတွက် ဝယ်ယူအသုံးပြုဖို့လိုအပ်လာတဲ့အခါမှာအဲဒီမအားလာတို့အုပ်စုကသူတို့ရဲ့တာသမီတွေသူတို့ရဲ့မြင်းမြစ်တွေပိုင်ဆိုင်တဲ့ကုမ္ပဏီတွေကနေတဆင့်ဆိုင်ငယ်တွေတင်သွင်းရောင်းချမယ်အဲ့တော့တချက်ခုတ်3-4ချက်လောက်ပြတ်တဲ့အနေအထားမျိုးစီမံနေတဲ့အကျင့်ရုပ်တဲ့စီမံမှုမျိုးဖြစ်ပါတယ်နောက်ထပ် AA TNL နဲ့ MNDAA မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ကအပြစ်ခတ်ရက်စဲဖို့တလထပ်ပြီးတော့တက်တန်းတိုးတယ်လို့ကြေညာလိုက်ပါတယ် ခမရ340နှစ်ကတင်နန်းစစ်စစ်သားနှစ်ဦးကတော့ကောတောင်ပါကဖထံကိုအလင်းဝင်လိုက်ပါပြီခင်ဗျာဝန်တာပြကောင်းပါလေရွှေချောင်မြို့နယ်မှာတော့အင်အားရာချီတဲ့စစ်ရှုံးကောင်စီတပ်နဲ့ PNO ပြည်သူစစ်စစ်ကြောင်းကစစ်ကြောင်းထုတ်ပြီးတော့မိရှုနေတယ်လို့သိရပါတယ်ဒီသတင်းတွေကိုဒီကနေ့မနက်ခင်းမှာပြည့်ပြည့်စုံစုံနားသင်ရမှာပါခင်ဗျာ ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းဒဇယ်မှာကင်းလည်နေတဲ့အချမ်းမဆရှုံးကောင်စီတပ်ကိုဂျားဖြတ်တိုက်ခိုက်ရမှာဆရှုံးကောင်စီတပ်ကဘိုးအပါဝင်၈ရောက်တည်ဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်ဒဇယ်မြို့နယ်တဲကုန်းကျေးရွာဘက်ကင်းလည်လာတဲ့အချမ်းမဆရှုံးကောင်စီတပ်ဖွဲ့နဲ့ပြူစောထီးတွေကိုဒေါ်လာရေးပူပေါင်းတပ်ကဂျွန်လ၂ရက်နေ့မနေ့ကမနက်ပိုင်းမှာဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာဆက်ရှုံးကောင်စီတပ်ကနှစ်ပွင့်နယ်ဘုံအရာရှိပောင်းဝင်၈ရောက်တင်ဆုံကြောင်းကနဦးသိရှိရပြီးကာပိုင်မျိုးစားတနက်နှစ်လက်နဲ့ကြီချို့ကိုတင်းစီရရှိခဲ့တယ်လို့ပြည်အလီဘက်ကဆိုပါတယ်တိုက်ခိုက်မှုကိုတော့ပြည်သူလူမျိုးရေးတက်မတော်ပြန်လေးဒသံမျိုးနယ်ပကဖတိုက်နယ်နှစ်ပကဖနဲ့ရေဦးပကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒါကတော့ပထမအဆုံးတွေ့ရတဲ့ဝန်သားပြားတရင်မှာနောက်တဲ့ရင်ကတော့ဆိုတော့ချမ်းချမ်းဆိုတော့ချမ်းချမ်းကိုကိုစလဲ လုတ်ပေးနေတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေစီကိုဒီဂျားကန်ငွေလွှတ်ပေးတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ချမ်းချမ်းကနေတဆင့်ဂျားထဲမှာကိုယ်စလဲလုတ်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကိုငွေလွှဲပေးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့မန္တလေးကအမျိုးသမီးတအူးနဲ့ရန်ကုန်အမျိုးသားတအူးကိုဖမ်းဆီးထားတယ်လို့စစ်ရှုံးကောင်စီကထုတ်ပြန်လာပါတယ်။သူတို့ကဧပြီ23ရက်နေ့မေ10ရက်တို့မှာဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်သူတို့နှစ်ဦးဟာချမ်းချမ်းရဲ့ online ဈေးရောင်းလုပ်ငန်းကနေနိုင်ငံခြားပစ္စည်းတွေ ထက်ဆင့်ဖြန့်ဝေပေးတာနဲ့ငွေကောက်တာတွေလုတ်ပေးတယ်လို့စစ်ရှုံးကောင်စီရဲ့ထုတ်ပြန်ချက်မှာပြောထားတာကိုလည်းတွေ့ရပါတယ်စစ်ရှုံးကောင်စီကအွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းဖြစ်နေအမိန့်ထုတ်ပြန်ထားတာကြောင့်ဖမ်းဆီးရမိတဲ့အုပ်ကိုဥပဒေနဲ့ညီထိထိရောက်ရောက်ရေးယူဖို့ဆောင်ရွက်နေတယ်ဆိုပြီးလဲပြောဆိုထားပါတယ်အဲ့တော့ဒါပေမဲ့စစ်တပ်ဘက်ကဆွဆွဲချက်ဖြစ်တဲ့ထောက်ပို့လုတ်ဆောင်တယ်ဆိုတာနဲ့ပတ်သက်လို့ဘလို့ရေးယူထားတယ်ဆိုတာကိုတော့တိတိကျကျပြောထားတာမရှိသေးပါဘူး နိုင်ငံပြမောက်ရောက်နေတဲ့ဒေါ်လာရေးထောက်ခံသူတွေရဲ့ online လုပ်ငန်းကိုပြည်ရင်းကနေကူညီရင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်လို့စစ်ရှုံးကောင်စီကသတိပေးထားပါတယ်။အဲ့တော့စစ်ရှုံးကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာဒီပန်ဆယ်လိုအကောင့်ပိုင်ရှင်မအိမ်ပိုးဦးနောက်တစ်ခါမအိုင်ရင်နောက်တစ်ခါအကောင့်ဒီမအိုင်ရင်ရဲ့အကောင့်နေနောက်တစ်ခါရွှေနဒီဆိုတဲ့အကောင့်ပိုင်ရှင်မသိသိနွယ်ဇွန်ဒီလာသေးနောက်တစ်ခါကိုအောင်တော်အဲ့ဒီသူတို့ဖော်ပြထားတဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့ လောက်ကင်နေသူတွေကိုလည်းစစ်စစ်ဖော်ထုတ်နေရဆိုပြီးတော့ပြောထားတာကိုတွေ့ရပါတယ်။ဆရာနာသိလေးနှစ်ကျော်ကာလအတွင်းမှာလူမှုကွန်ရက်ပေါ်မှာဆရှုံးကောင်စီကိုစန့်ကျင်ဝေဖန်ပြီးတော့လူလူလှူရှားမှုတွေနဲ့တော်လှန်ရေးဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားမှုတွေပြောဆိုဆက်သွယ်မှုတွေကြောင့်ဖမ်းဆီးခံရသူ1884ဦးရှိခဲ့တယ်လို့ Data for Myanmar ရဲ့အချက်အလက်တွေကဖော်ပြပါဗျာ။အဲ့တော့အစကကျွန်တော်တို့ပြောခဲ့သလိုပဲဆရှုံးကောင်စီကတော့တော်လှန်ရေးထောက်ဖို့လုပ်ငန်းတွေမှာအားလျော့သွားအောင်ဒီလိုမျိုးဖြစ်စဉ်တွေဖန်တီးပြီးတော့ ဒီလိုမျိုးဖြစ်စဉ်မျိုးတွေအတင်းအကျပ်ဒီမယမကပုံမှန်တွေကတ်ပြီးတော့ပြည်သူကိုချင်းချောက်ပြလေရှိပါတယ်ဒီတော်လန်ရန်ပုံငွေပွဲတွေမှာလှူနေကြတဲ့ပြည်သူတွေလက်တွန့်သွားအောင်သူသဖြင့်ပြည်တွင်းကပြည်သူတွေလက်တွန့်သွားအောင်ဒီလိုမျိုးအဲခဏခဏလှုပ်ဆောင်ပြတဲ့ဝါရဖြတ်မှုတွေကိုပြည်သူတွေသတိထားမိမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ကြိမ်လဲဘလို့နီလန်ပေါင်းစုံနဲ့ဆက်ပြီးတော့ပြည်သူကိုချင်းချောက်အကြက်ကြိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ ောက်သတင်းကတော့နိုင်ငံတော်မှာဂျမ်မတ်စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အမိန့်နဲ့နိုင်ငံမဲ့ကားနဲ့ဆိုင်ကယ်တွေစီမံချက်နဲ့စစ်ရှုံးကောင်စီကဖမ်းဆီးရမှာငွေညစ်ခံရတာတွေထောင်နဲ့တလချမ်းမခံရတာတွေနဲ့စစ်မှုထမ်းဖြစ်နေဖမ်းဆီးစူးစောင်းခံရတာတွေအကြီးကျယ်ဖြစ်နေတယ်လို့သိရပါတယ်ဇွန်လတရနေ့ကစပြီးဂျမ်မတ်စစ်ရှုံးကောင်စီကနိုင်ငံမဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးရမှာနိုင်ငံတော်မှာငွေညစ်မှုတွေ လိုင်းတင်ရှိဆိုင်ငယ်တွေကားတွေဒီအဲ့ဒီကားတွေကိုချင်းချောက်ပြီးတော့ငွေတောင်းမှုတွေလိုင်းတင်မဲ့တဲ့ဆိုင်ငယ်နဲ့ကားတွေကိုစီးနှင်းနေဆိုပြီးတော့ပြစ်စီသိမ့်တယ်လူကိုလည်းတရားရုံးတင်တယ်ထောင်ဒဏ်တလားချမှတ်မှုတွေလည်းပြုလုပ်တယ်လိုင်းတင်မဲ့ဆိုင်ငယ်နဲ့ကားစီးသူလူငယ်တချို့ကိုလည်းစစ်မှုထမ်းအဖြစ်နဲ့စုဆောင်းမှုတွေဖြစ်ပေါ်နေတာပါအဲ့တော့သခိုင်းမျိုးပေါ်မှာတော့လိုင်းတင်မဲ့ဆိုင်ငယ်စီးဆိုပြီးဆိုင်ငယ်စီးတယ်ဆိုပြီးတော့ပန်းတော်ရက်ကွက်ကလူငယ်နှစ်ဦးကိုဆိုင်ငယ်လည်းသိမ့်တယ်လူတွေကိုလည်းစစ်သားစုဆောင်းရင်ပို့တယ်စစ်မှုမထမ်းဘု စစ်မှုမထမ်းဘူးဆိုလို့ရှိရင်ထောင်ချခံရမယ်စစ်မှုထမ်းရင်တော့စစ်တင်တန်းတက်ပြီးတော့အေးအေးဆေးဆေးအပြစ်မှာနေလို့ရတယ်ဆိုပြီးဒီစူပေါင်းဖွဲ့ကစစ်သားစုဆောင်ရေးတက်ကိုပို့လိုက်တာဆိုပြီးသခိုင်းမျိုးဇေယျကွက်တဲ့ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တဦးကပြောပြပါတယ်အလားတူပဲမန္တလေးတိုင်းတာစီမျိုးနယ်လိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံမှာလေလိုင်းသိမ်းမဲ့ကားတွေဆိုင်ကယ်တွေကိုဆက်ရှုံးကောင်စီကစီမံချက်နဲ့ဖမ်းဆီးရမှာဆိုင်ကယ်စုစုပေါင်း ဆယ်ပြီးကားနဲ့နှစ်စည်းသာရရှိကြောင်းအဲ့ဒီနောက်မှာဆိုင်ငယ်တွေကိုရဲနဲ့စစ်တပ်ကတံမိုးဖြတ်ပြီးတော့တဝက်သေးနဲ့ပြန်လည်ရွေးယူခွင့်ပြုကြောင်းသိရှိရပါတယ်အဲ့တော့အထွေထွေအကြက်တဲကိုရင်ဆိုင်နေကြတဲ့ပြည်သူလူထုကိုလေဘင်းညှစ်ပြီးအကြက်ကင်ပြီးတော့ငွေညှစ်တဲ့လောက်ရတွေပါစီစနစ်ကြသေးခြင်းလို့ပြည်သူကို စေတနာရှိလွန်းလို့ရင်စည်းကမ်းလမ်းစည်းကမ်းနေကောင်းစေခြင်းလွန်းလို့လုတ်တဲ့လုံဆောင်ချက်မျိုးမဟုတ်ဘူးဆိုတာတော့ပြည်သူတိုင်းသိရှိပြီးသားပါအဲ့တော့ဂျုံပွဲနင်းပြား လူတို့လူတန်းစားတွေကိုတကယ့်ကိုဂုတ်သွေးစုပ်ပြီးတော့မရမကညှစ်ထုတ်တဲ့မရမကငွေညှစ်တဲ့လုပ်ရက်တွေကိုဖန်တီးပြီးတော့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်ဒေါက်တာကိုရုတ်ကန်းတဲ့ကောင်းတွေပါနိုင်တယ်မဲ့ဆိုင်ငယ်တဲ့ကားတွေကိုဘုန်းကြီးเจ้าနေစာသင်เจ้าနေနဲ့တော့ဆက်တွေမှာယာယီစွန့်ပစ်ထားရမှာစစ်ရှုံးကောင်းတဲ့တက်ကနေရာပေါင်းစုံမှာလိုက်လံဖန်တီးနေကြောင်းတချို့လိုင်းသိမဲ့ကားနဲ့ဆိုင်ငယ်စီးနင်းသူတွေကိုပစ္စည်းသိမ့်ပြီးလူ ਉਹ ပါတရားရုံးချပြီးလို့ရှိရင်နေချင်း ထောင်နိုင်တလားချမှတ်မှုတွေရှိနေတယ်လို့သိရပါတယ်အဲ့တော့ထောင်ချမယ်တရားရုံးမှာတရားသူကြီးတွေရှေ့နေတွေကလည်းလက်စားမယ်လက်စားပြီးတော့ငွေညှစ်မယ်ငွေပေးနိုင်ရင်ပြန်လွှတ်ပေးမယ်ဆိုင်ငယ်သိမ်းမယ်တံပိုးတဝက်ပေးရင်ပြန်ပေးမယ်ဆိုတော့မရှိရှိရလေးတွေပြန်ရှာဖွေရောင်းချပြီးတော့အဲ့ဒီကောင်တွေရဲ့ရုပ်ကန်းတဲ့ကောင်တွေရဲ့လက်ထဲကိုငွေထက်ပြည်သူတွေရဲ့ဒုက္ခကတော်တော်လေးကြီးမားပါတယ်နောက်တစ်ရင်ကတော့ AA TNL MND ရဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွယ်က အပြစ်ကရသေးရေးတလာထပ်ပြီးတော့တန်းတန်းတိုးတယ်လို့ညင်ညာလိုက်ပါတယ်ခင်ဗျာအထက်ကတော့အေးအေးဒီ TNL နဲ့ကိုကက် MND တို့ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွယ်ကအပြစ်ခက်ရသေးရေးတလာထပ်မှန်တိုးမြင့်ကြောင်းမနေ့ကကျော်လာနှစ်ရက်နေမှာထုတ်ပြန်ညင်ညာပါတယ်ခင်ဗျာငလင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတော့ဒီတိုက်တာအဆောက်အုံတွေရှင်းလင်းရေးနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တစ်ဖက်သက်အပြစ်ရက်ကာလကိုနောက်ထပ်တလာတက်တန်းတိုးတာဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွယ်ကထုတ်ပြန်တာပါ။စကိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်ပေါ့မှာမြန်မာနိုင်ငံနေရာနှံ့ပြားမှာမတ်လ28ရက်နေ့ကနေ30ရက်အထိအဲ့ဒီရက်တွေအတွင်းမှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8စီရက်အသင့်ရှိတဲ့အင်အားပြင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့လူနေတိုက်တာအဆောက်အုံတွေဒါသနီးကအဆောက်အုံတွေနဲ့တမိုင်းဝင်အမွေနှစ်တွေကိုရှင်းလင်းဖယ်ရှားဖို့ငလင်အပြည့်အစည်အဆောက်အုံတွေကြားမှာအပြည့်ရှင်ကြံရစ်တဲ့ လူနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရှာဖွေကယ်ဆယ်ရေးလုပ်ဖို့အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြစ်ခတ်ရဆဲတဲ့ထုတ်ပြန်ချက်ကိုမဟာမိတ်သုံးဘက်ကဧပြီလဧပြီလနဲ့မေလ၂ရက်၂လကြာထုတ်ပြန်ခဲ့တာဖြစ်ပါလေခင်ဗျာအော်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကနှစ်လတာကြာတဲ့တိုင်အောင်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေဆောင်ရွက်ပြီးသီးမှုမရှိတဲ့အပြင်မိုးတဲတဲထန်ထန်ရွာသွန်းတဲ့အတွက်အဆောက်အုံတွေထပ်ပြီးတော့ပြိုကျပျက်စီးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေဆောင်ရွက်နိုင်မှု အချိန်ထက်ပြီးတော့လိုတာကြောင့်ဇွန်2ရက်ကနေပြီးတော့ဇွန်လ30ရက်နေ့ထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြည့်ရက်ကာလကိုထပ်ပြီးတော့တက်တန်းတိုးလိုက်ကြောင်းသိရှိရတာဖြစ်ပါတယ်ခင်ဗျာအဲဆက်ရှုံးကောင်စီကလည်းလောက်ကုန်အထိတက်တန်းတိုးထားပါတယ်ဆက်ရှုံးကောင်စီရဲ့တက်တန်းတိုးကတော့ဒိုင်းသာလနဲ့ကင်တွေရဲ့တက်တန်းတိုးနဲ့နည်းနည်းကွာခြားပါတယ်ဆက်ရှုံးကောင်စီရဲ့တက်တန်းတိုးဆိုတာတော့ပြည်သူကိုဘုံကျဲတော်မယ်လို့ကျွန်တော်တို့မနေ့ကပြောဆိုခဲ့တဲ့အတိုင်းအလန်းပေးလိုက်တဲ့တက်တန်းတိုးချင်းမျိုးပါဒေါ်လိုင်းတက်ဖွဲ့တွေကတော့တက်တန်း တို့တွေအပြစ်ခတ်ရက်တယ်ဆိုရင်ဒေကြပါတယ်ထိုးစစ်တွေမစင်ဘူးထိုးစစ်တွေရန်နာထားတယ်လာတိုက်ပြီဆိုရင်တော့ပြန်ပြီးတော့တိုက်ရတာပေါ့နောက်တရင်တစ်ပုတ်ကတရင်နိုင်တိုင်းတွေကတရင်မှာတရင်နိုင်တိုင်းဒီကောတောင်းခရိုင်အခြေဆိုင်ဆက်ရှုံးကောင်စီရဲ့ခမရ3လနှစ်အဲ့ဒီတက်ကတပ်သားတို့ကကောတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်ကောတောင်းပကဖထံကိုဆက်သွယ်ပြီးတော့အလင်းဝင်လာသူနှုတ်ကတော့ကိုဇင်မင်းသူနဲ့ကိုနေမျိုးထွန်းတို့ဖြစ်ပြီးစစ်ရှုံးကောင်စီရဲ့စစ်မှုထမ်းတင်တဲ့အပတ်စဉ်ရှစ် ်သင်တန်းစင်းနေဖြစ်တယ်လို့လည်းသိရပါတယ်အဲ့တော့လက်နက်ခဲရန်တော့မပါဘူးဗျရေချောင်းနဲ့လွတ်ပစ်ခဲ့တယ်ပြောတယ်မကိုင်းရင်တော့လို့တယ်ဗျဒါကအလင်းဝင်လာတဲ့သူနှစ်ယောက်နဲ့ဆက်ဆက်ပြီးတော့ကိုတောင်းမြို့နယ်ပကဖတာဝန်ရှိသူကပြောတာပါမကိုင်းရင်လဲတက်ဖွဲ့စီတီရောက်အောင်တော့ယူခဲ့တာမဟုတ်ဘူးနော်နှစ်မျိုးစရာကောင်းတယ်အဲ့တော့တသားတင်တဲ့ဦးဟာ2024ခုနှစ်ဒီဇင်ဘာလမှာဆက်ရှုံးကောင်စီရဲ့အတင်းအဓမ္မတသားစုဆောင်တာကိုခံရပြီးစစ်မှုရေးတင်နန်းပတ်စဉ်၈ခု ဒီတပ်မတော်အမှတ်3တမ်းမြင့်လေ့ကျင့်ရေးကျောင်းမှာတက်ရောက်ခဲ့ရတယ်လို့ကိုတော်ပကပထံကနေသိရပါတယ်။အဲ့နောက်မှာတင်နန်းစင်းချိန်မှာကိုတော်ခံရခမောက်ကြီးမြို့နယ်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့နံပါတ်3ရှင်းန်းခြေကုပ်စခန်းခမရ4ခမရ3နှစ်တရင်မှာတာဝန်ချထားခံရပြီးအခုနှစ်မေလ29ရက်နေ့မှာတော့ကိုတော်မြို့နယ်ပကပနဲ့ချိတ်ဆက်ပြီးတော့ထွက်ပြေးလာတယ်လို့သိရပါတယ်ခင်ဗျာ။ဒါကတော့အလင်းဝင်ရောက်လာတဲ့ဖြစ်စဉ်ပါဘယ်လိုပဲဖြစ်ဖြစ်ပြည်သူ့ဘက်ကခလုံးအလင်းဝင် ပြီးပြီဆိုရင်တော့ဘဝအာမခံချက်နဲ့စိတ်ရေးချမ်းမှု ရမှာပါစစ်ရှင်ကောင်စီတက်ရဲ့လက်အောက်မှာထပ်ပြီးတော့ရှိနေဦးမယ်ဆိုရင်ဘယ်ချိန်ကားကားကြီးဘယ်ချိန်ပက်လက်ကြီးလန်ပြီးတော့ချောင်းနဲ့မြောင်းနဲ့မှမျောလာမလဲဆိုတဲ့အဖြစ်ကိုစောင့်ဆိုင်းရမယ်အတူအမြဲတမ်းအလင်းဝင်ကြဖို့ဒီနေ့ကနေကျွန်တော်ဝင်ကနေဖိတ်ခေါ်ပါတယ်ဒေါ်လိုင်းတက်ဖွင့်နဲ့ချိတ်ဆက်ပါမြ мян အလင်းဝင်မြ мян အေးချမ်းပါတယ်ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ရမယ့်အချိန်ရောက်ရှိလာပါပြီဒီကနေ့ နောက်ဆုံးသတင်းတစ်ပုဒ်ကတော့မနက်ခင်းနောက်ဆုံးသတင်းတစ်ပုဒ်ကရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာအင်အားရာနဲ့ချီတဲ့စစ်ရှုံးကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘူးပေါင်းတပ်စစ်ကြောင်းအဲ့ဒီစစ်ကြောင်းထုတ်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်တထောင်ကိုတရင်အင်းလေးပြည်သူ့ကာကွယ်တပ်ကမင်းညပိုင်းမှာထုတ်ပြန်လာပါတယ်အဲ့တော့ညောင်ရွှေမြို့နယ်ဖျားတောင်ကျေးရွာနဲ့ရေဘူးကျေးရွာကိုအင်အားရာနဲ့ချီတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘူးပေါင်းတပ်တွေကဂျွန်လ၂ရက် မနေ့ကမနေ့ပိုင်းမှာစစ်ကြောင်းထုတ်လိုက်ရမှာအင်းလေးပြည်သူ့ကာကွယ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါအဲ့တော့အင်းအားချင်းမမျှတာကြောင့်အင်းလေးပြည်သူ့ကာကွယ်တပ်ကရေဘူးကြေးရွာကနေညနေပိုင်းချိန်မှာထိခိုက်မရှိနဲ့စုတ်ခွာပေးလိုက်ရမှာအကြမ်းဖက်စစ်တပ်နဲ့ PNO တပ်တွေကရေဘူးနဲ့ဖျက်ဖျားတောင်ပေါ့ဖျက်တောင်လို့ဖက်လာတော့မသိဘူးကျွန်တော်မှားလို့ရှင်ပြင်ပေးပါဒီဖျားတောင်ကြေးရွာအတွင်းမှာဝင်ရောက်သွားခဲ့ပြီးရေဘူးကြေးရွာမြောက်ဘက်ခြမ်းနဲ့ဖျားတောင်ကြေးရွာမှာရှိတဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်ဆက်ရှုံးကောင်စီတက်တဲ့ PNO တက်တွေရဲ့အခုလိုအကြမ်းဖက်လို့ရက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချပြီးအင်းလေးပြည်သူ့ကာကွယ်တပ်အနေနဲ့ပြည်သူလူထုအသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဆောက်ရှောက်ရင်းတရားမျှတမှုရရှိအောင်တော်လိုင်းအောင်မြင်တဲ့အထိအင်းနိုင်အားလိုက်စ조사တိုက်ခိုက်သွားမယ်လို့ဂရီးတစ္ဆာပြူချောင်းထုတ်ပြန်ပြောဆိုပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီကနေ့မနေ့ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံး ကိုစိတ်နှပြချမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်လေးနဲ့တူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ဆံနေရခြင်းနဲ့လည်းလည်းဒီတို့မှာမိသားစုပြည်ပြည်များအနေနဲ့ဖက်ပြီးကိစ္စလာမျိုးစောတတိဖက်ပြီးလာတယ်လူစုလူဝေးပြည်ချင်းများမပြည့်စုံကြဘူးတိုက်တွန်းမှုပေါ်ဟပ်ပါတယ်ခင်ဗျာ mày nói là cái này mày nói là cái này là cái gì mà cái gì cái này cái gì cái này cái nào đó mày thấy cái gì mà mày thấy cái gì mà bảo cái gì tôi nói mày nói là cái 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 này mày nói là cái 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 này mày làm nào đó tôi nói mày là gì cái gì cái này mà đi lên khu vực này mày thấy cái tay tôi nói là bảo cái gì à tôi nói mày thấy cái gì cái này mày mày nói là cái gì đấy mà ဥဒ္ဒေရှင်ရဲ့ဂိုင်းကြီးနဲ့မဖြစ်မဲ့ဒုထာကြလို့ရပါတယ်။အိမ်ကအိမ်ပိုင်းမှာဘုန်းကျော်ကျင်းတဲ့ကျောင်းကြီးတွေသူပြထားကြတယ်အခုလိုပြလို့ရပါတယ်ခင်ဗျာ။ဘယ်ကမလို့မိမိရဲ့အိမ်တွေမှာလေကြောင်းရဲ့မှာကာဝယ်နိုင်တဲ့အတွက်ဘုန်းကျော်ကျင်းရဲ့ကျောင်းကြီးများမဖြစ်မဲ့စတဲ့သူပြထားကြဖို့တိုက်တွန်းလို့ဆိုအပ်ပါခင်ဗျာ။အခုလိုမျိုး ်ကုန်ခြင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်ကြဆတ်အားတူညီချိုးစားပြန်ကြော်မီ Clarity တော်စုအတွက်အသက်သွေးပေးစမည်ကောင်းဤကိုစီချဲ့ရွယ်ချမ်းမီစာနာကူညီပေးမှာကောင်းရလဲတွင်ညီရဲ့ရင်တွေတော့ပြီးပြီးတတိသာညီရန်သူအားနာယူမြခြေမုံမြခင်ပြီး မြင်ချင်ညာနဲ့ဆွဲပြည့်ကြီးယုံကြည်သည်ပါမတိ

ိတ်တဆွမ်းအတူညီစိုးစားပြတ်ကြော်မြည်ဖရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မြည်ဒါဝိကိုစီထဲရွက်ကြမြည်စာရာကူညီပေးမှာထာဝရလက်တွေညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသစာညီရှင်သူအားလားယူမြခြေမုံမြည်ခြင်းမြည်မြန်ပညာနဲ့ဆွဲပြည့်စီညီ

go to sit down here.